အားလုံးပဲမင်္ဂလာပါမြန်ခရစ်တောနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့အခုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Binance ကနေပြီးတော့ Hora Airdrop ပေးသွားတဲ့အကြောင်းကိုထပ်လာပြီးတော့ပြောပြရဖြစ်ပါတယ်ဒီတစ်ခေါက်ပေးသွားတဲ့ project ကကျွန်တော်တို့ SPK ဆိုတဲ့ project ကိုပေးသွားတာဖြစ်ပါတယ် Launchpool ကိုသွားဖို့အတွက်ဆိုရင်အားလုံးပဲအလွတ်ရနေကြလောက်ပါပြီ Moray က Launchpool ဆိုတဲ့ tab ထဲကိုရောက်သွားရမှာဖြစ်ပါတယ် Mobile Phone သမားတွေလည်းဒီနေ့အတိုင်းသွားရမှာဖြစ်ပါတယ် Moray ဆိုတဲ့ icon လေးကိုတွေ့အောင်ရှာပြီးရင် Launchpool ဆိုတဲ့ဒီဘက်ကကျွန်တော်တို့ဒုံးပြန် icon လေးနဲ့ launch boost ဆိုတဲ့ tab ထဲကိုရောက်အောင်သွားပါအဲ့ဒီ tab ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ SPK ရဲ့ airdrop ပေးထားတဲ့အကြောင်းလေးကိုပြထားတာတွေ့ရလိမ့်မယ်ကျွန်တော်တို့ရှိမှာ resolve တို့ home node ရဲ့အကြောင်းတွေကိုလည်း video လုပ်ပေးခဲ့ပြီး layer ကလည်းကျွန်တော်တို့ဟိုးရင်တုန်းကလာသွားတဲ့ project တခုဖြစ်ပါတယ် layer ရဲ့အကြောင်းကိုလည်းကျွန်တော်တို့ YouTube မှာတင်ပေးပြီးသားရှိတယ်။သွားပြန်ကြည့်လို့ရပါတယ်။ဒီတစ်ခေါက်ကတော့အစ်စ်ကတော့ SPK ဆိုတဲ့ token ကအစ်စ်လာတဲ့ project တခုပေါ့နော်။ ဒါကဘသူတွေကိုပေးတာလဲဆိုတော့ BNB ကို simple and on chain ကြီးလောက်ထားတဲ့သူတွေကိုပေးတာဖြစ်ပါတယ်။ simple and နဲ့ပဲဖြစ်ဖြစ် on chain ကြီးပဲဖြစ်ဖြစ်ကျွန်တော်တို့အတိုးရဝတ်အတွက်ထည့်ထားလိုက်တဲ့ဆိုရင် SPK token တွေကို airdrop ပြန်ရတာဖြစ်ပါတယ်။ဒီတစ်ခေါက်ကတော့ကျွန်တော်တို့11 SPK အထိရခဲ့တယ်။ဒါကိုယ့်ရဲ့ BNB ပမာဏများရင်များတယ်လို့ပြန်ပေးတာဖြစ်ပါတယ်။အနောက်မှာလည်းဘလောက်ပမာဏရတယ်ဆိုတာကို USD နဲ့ပြပေးထားတယ်ပေါ့နော်။အဲ့တော့ဒီနေ့က Hora airdrop ထက်ဒီ project ရဲ့အကြောင်းလေးကိုကျွန်တော်တို့အသေးစိတ်သွားကြည့်အောင် ကြည့်ဖို့အတွက်ဆိုရင်ဒီနောက်ကအဆက်ကလေး30ကိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ more detail ဆိုပြီးတော့ပါလိမ့်မယ်ဒီမှာ view detail ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ launch pool နဲ့ပတ်သက်ပြီးတော့ announcement လုပ်ထားတဲ့ page ကိုရောက်သွားမှာဖြစ်ပါတယ် SPG ရဲ့အကြောင်းကိုရေးပေးထားတယ်ပေါ့နော်ပြီးတော့ spark ကဒီ horror age မှာပေးထားတဲ့23ခုမြောက် project တခုဖြစ်ပါတယ် အဲ့တော့ပြီးသွားတဲ့ပုံစံကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ BNB တွေကို simple and flexible lock ဘာပဲဖြစ်ဖြစ် on chain ပဲဖြစ်ဖြစ်ထည့်ထားတဲ့သူတွေကို snapshot ယူရတဲ့အချိန်တခုရှိတယ်ပေါ့နော် snapshot ယူသွားတဲ့အချိန်ကတော့6လပိုင်း10ရက်နေ့ကနေပြီးတော့6လပိုင်း73ရက်နေ့ကြားထဲမှာ snapshot ယူသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာကိုယ့်စီမှာရှိနေတဲ့ BNB ပမာဏကိုပြန်တွက်ပြီးတော့ airdrop ပေးတာဖြစ်ပါတယ် airdrop ပေးသွားတဲ့ date ကတော့ကျွန်တော်19ရက်နေ့ကပေးသွားခဲ့တာပေါ့နော် ပြီးတော့ဒီ token က Binance ES Spot မှာစပြီးတော့ listing လည်းလုပ်နေပြီဖြစ်ပါတယ်။ဒါက holder airdrop တင်မဟုတ်ဘူးကျွန်တော်တို့ Alpha token မှာလည်း Spot token တွေကိုပေးသွားခဲ့တာရှိပါသေးတယ်။အခုချိန်မှာတော့စပြီးတော့ list လုပ်ထားတဲ့ token ပဲ၅ခုရှိပါတယ် USDT, USDC, BNB, FTUSD နဲ့ TRY ဆိုတဲ့ပဲ၅ခုနဲ့ကျွန်တော်တို့ trading စပြီးတော့လုပ်လို့ရနိုင်ပြီဖြစ်ပါတယ်။ token ရဲ့ name ကတော့ Spark token ရဲ့တင်ကြေးသားကတော့ SPK နဲ့ပြမယ်။ကျွန်တော်တို့ SPK လို့ရိုက်ရှာလိုက်တဲ့ဆိုရင် spot မှာရှာပြီးတော့တွေးလိုက်မယ်။ သူ့ရဲ့ genesis total token supply ကိုကြည့်မယ်ဆိုရင်တော့10 billion ရဲ့ SPK အထိရှိမှာဖြစ်ပါတယ်။ maxima token supply ကလည်း10 billion အထိရှိမယ်။ binance ရဲ့ holder airdrop ကိုပေးသွားခဲ့တဲ့ပမာဏကတော့200 million SPK token တွေကိုပေးသွားခဲ့တာဖြစ်ပါတယ်။ဒါကစုစုပေါင်း total token supply ရဲ့ကျွန်တော်200ခိုင်နှုန်းအထိရှိတာဖြစ်ပါတယ်။တခြား50 million SPK token တွေကိုလည်း marketing campaign တွေနဲ့ပေးသွားအောင်မှာဖြစ်ပါတယ်။ Binance မှာက token ကစပြီးတော့ list လုပ်နေပြီဖြစ်ပါတယ်။ အဲ့ဒီအတွက်အခုအချိန်မှာ circulating supply လဲပတ်နေတဲ့ဈေးကွက်ထဲမှာလဲပတ်နေတဲ့ supply ကိုကြည့်မယ်ဆိုရင်လေစုစုပေါင်း total token supply ရဲ့18ရာခိုင်နှုန်းကိုတွေ့ရမှာဖြစ်ပါတယ်။ spot token ကိုကျွန်တော် chain တစ်ခုပေါ်မှာတွေ့ရမှာဖြစ်ပါတယ်။ BNB chain နဲ့ Ethereum chain ဆိုပြီးတော့နှစ်ခုရှိတယ်။ BNB chain ရဲ့ smart contract ကိုလည်းဒီမှာပြပေးထားတယ်။ Ethereum ရဲ့ smart contract ကိုလည်းဒီမှာပြပေးထားတာဖြစ်ပါတယ်။ Spark ရဲ့အကြောင်းကိုပို့ပြီးတော့သိကျင်နေဆိုရင် Binance ကနေပြီးတော့လုပ်ပေးထားတဲ့ research report ရှိတယ်။ကိုယ်တိုင်သွားပြီးတော့ဖတ်ကြည့်လို့ရတယ်။ ဒါမှမဟုတ်ပို့ပြီးတော့ detail ပို့တိတိကျကျတိကျနေတဲ့ဆိုရင် Spark ရဲ့ website ကိုသွားပြီးတော့ကြည့်လို့ရပါတယ်။ဆိုတော့ website ကိုတစ်ချက်သွားကြည့်ရမယ်ဆိုရင်သူ့မှာကကျွန်တော်တို့ saving ပါမယ် Sparkland ပါမယ် ပြီးရင် spark liquidity layer ဆိုပြီးတော့ product က၃မျိုးလောက်မှာဖြစ်ပါတယ်ထူးခြားခြားတော့မဟုတ်ဘူး spark ကကျွန်တော်တို့ decentralized finance တကူဘာတွေလုံးမဲ့ decentralized finance layer ဆိုတော့ saving တွေလုပ်လို့ရမယ်သူ့ပေါ်မှာကျွန်တော် lending တွေလုပ်လို့ရမယ် borrow လုပ်လို့ရမယ်အစားရှိတဲ့ဖြစ်ဒီလိုမျိုး function တွေကို on chain ကနေလုပ်လို့ရတဲ့ပုံစံမျိုးဖြစ်ပါတယ် saving ကိုသွားကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အခုအချိန်မှာ total value lock saving ရဲ့ total value lock အနေနဲ့ dollar 3.3 billion အထိတန်ဖိုးရှိနေတာကိုတွေ့ရပါတယ် ပြန်ပေးထားတဲ့အတိုးကိုကြည့်မယ်ဆိုရင်တော့4.5%အတိပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ assets တွေကိုယ့်ရဲ့ stable coin တွေကိုဒီပေါ်မှာလာပြီးတော့ကျွန်တော်တို့က saving လုပ်လို့ရတယ် saving လုပ်တယ်ဆိုရင်အတိုးလုံးများများပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာ stable coin တွေကိုကျွန်တော်တို့ USDC တို့ USDS တို့ DAI တို့အစရှိတဲ့ stable coin တွေကိုအချိန်မရွေး withdraw လုပ်လို့ရမှာဖြစ်ပါတယ် တချို့ကျွန်တော်တို့ဒီ satellite finance တိမ်မှာ safe သွားလောက်တယ်ဆိုရင်ပြန်ထုတ်ဖို့အတွက်ခုနှစ်ရက်စောင့်ရတာတို့အစရှိတဲ့ပြည့်ရက်စောင့်ရတာတွေရှိတယ်ပေါ့နော်ဒီမှာကတော့ withdraw at any time လို့ပြထားတယ်ကြိုက်တဲ့အချိန်မှာပြန်ထုတ်လို့ရမယ်ဒီမှာက slip page မရှိဘူးပြီးရင် DF တွေကိုပေးရတဲ့ fees တွေလည်းရှိမှာမဟုတ်ပါဘူးအပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ withdraw any time ပေါ့နော်ကြိုက်တဲ့အချိန်မှာ withdraw လုပ်လို့ရတယ် ကိုယ့်ရဲ့ saving နဲ့ပတ်သက်လို့ကိုယ်တိုင်ပြန်ပြီးတော့ manage လုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ on chain မှာဖြစ်တဲ့အတွက်ကိုယ်တိုင် control လုပ်လို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ saving လုပ်ထားတဲ့ plan ကို check တစ်ခုနဲ့လည်းပြပေးမယ်ဒီမှာဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ earning လုပ်လာတဲ့ check ကဘလောက်အထိဖြစ်လာနိုင်လဲပြီးရင် save rate တွေကျသွားလားတက်လာလားအစရှိရာတွေကိုကိုယ်တိုင် check ကနေပြီးတော့လဲ manage လုပ်လို့ရနေနိုင်မှာဖြစ်ပါတယ်ဒါက save အပိုင်းပေါ့နော်ပြီးရင် spark plan မှာဆိုရင်လဲသူက total value လောက် dollar 3.44 billion အထိရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်လက်ရှိအချိန်မှာ liquidity အနေနဲ့5.17 billion ဒေါ်လာအထိ liquidity အနေနဲ့ထားထားတယ်။ကျွန်တော် USDS ပဲဖြစ်ဖြစ် USDC ပဲဖြစ်ဖြစ်ဒီမှာလာပြီးတော့ borrow လုပ်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်။ကျွန်တော်တို့ကနည်းနည်းပဲခြေခြေများများပဲခြေခြေ rate အတူတူပဲလာမှာဖြစ်ပါတယ်။ကိုကနည်းနည်းလေးခြေလို့ rate ပို့ပြီးတော့ပေးရတယ်ဆိုတာမျိုးမရှိဘူး။ rate က same current rate နဲ့သွားမယ်။လက်ရှိချိန်မှာရှိနေတဲ့ rate နဲ့ပဲတွက်ပြီးသွားမှာဖြစ်ပါတယ်။ follow လုပ်တဲ့အချိန်မှာကျွန်တော်တို့ smart ဖြစ်ပြီးတော့ efficient ဖြစ်တယ်။ဟိုခက်ခက်ခဲမဟုတ်ဘူးကိုမှရှိနေတဲ့ crypto token တွေကိုသွားပြီးတော့ collateral ထားပြီးတော့ခြေငါလုပ်လို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်ဒီမှာဆိုရင်ပေးမှာဗီဒီယိုလေးလည်းပြပေးထားရပါတော့ကိုချေးခြင်းတဲ့ပမာဏကိုထည့်ပေးပြီဆိုရင်ကိုထည့်လိုက်တဲ့ပမာဏရဲ့ဘလောက်ရာခိုင်နှုန်းကိုပြန်ချေးခြင်းလဲဆိုတာမျိုးကိုဒီမှာလာပြီးတော့ရွေးပြီးတော့ချေးလို့ရမယ့်ပုံစံမျိုးဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုကကျွန်တော်တို့ take action လုပ်တဲ့အချိန်မှာပေါ့နော် page တစ်ခုတည်းကနေပြီးတော့ကျွန်တော်တွေက take action လုပ်လို့ရမယ် page တွေအများကြီးကိုကုသန်းနေတာမျိုးလုပ်เสียရမလို့ဘူးဒီမှာဆိုရင်ကိုထက်လိုက်တဲ့ access တွေအကုန်လုံးကိုစာမျက်နှာတစ်ခုတည်းကနေပြီးတော့ကျွန်တော်တို့ supply လုပ်မလား withdraw လုပ်မလားကြိုက်တာကို manage လုပ်လို့ရမယ်ပုံစံမျိုးဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ access ကအမြဲတမ်းကိုယ့်ရဲ့ control အောက်မှာပဲရှိနေမှာ ဖြစ်ပါတယ်ဘသူကမှကိုယ့်ရဲ့ access rate ကို manage လုပ်လို့မရဘူးဒါက decentralized finance တွေရဲ့အားသာချက်တွေတဲကတစ်ခုပေါ့နော် အဓိကကတော့ onchain capital allocator အနေနဲ့လှုပ်ဆောင်သွားမယ် project တစ်ခုဖြစ်ပါတယ်ဆိုတော့ Binance ကနေပြီးတော့လဲ research report လုပ်ပေးထားတယ်ဒါကိုဒီမှာလာပြီးတော့ကြည့်လို့ရတယ် Spark ရဲ့ SPK token က governance အနေနဲ့လဲသုံးသွားမယ် governance ဆိုတာကတော့အားလုံးရှင်းနေနေကြပြီလို့ထင်ပါတယ်ဒီ project နဲ့ပတ်သက်တဲ့နဝ governance decision တွေချတဲ့အချိန်မျိုးတွေမှာကျွန်တော်တို့က voting ပေးလို့ရတယ်တိုကင်ခိုင်ထားတဲ့သူတွေက voting ပေးလို့ရမယ်ပုံစံမျိုးဖြစ်ပါတယ် နောက်တစ်ခုကကျွန်တော်တို့ SPK token တွေကို stake လဲလုပ်လို့ရမှာဖြစ်ပါတယ်။သူ့ရဲ့ product ကလည်း Spark Lens, Spark Savviness, Spark Liquidity Layer ဆိုပြီးတော့သုံးခုရှိမှာဖြစ်ပါတယ်။ဆိုတော့ဒါတွေကကျွန်တော်တို့ရှေ့မှာကြည့်ခဲ့ပြီးသားဖြစ်တဲ့အတွက်နည်းနည်းလေးကြော်လိုက်မယ်ပေါ့နော်။ရှေ့မှာမပြောခဲ့ရသေးတာလေးတခုရှိတယ်။အဲ့ဒါကတော့ token ရဲ့ distribution နဲ့ပတ်သက်တဲ့အကြောင်းအရာပါ။ Sky Fan အတွက်65ရာခိုင်နှုန်းအထိခွဲထားတာကိုတွေ့ရတယ်ကျွန်တော် family လောက်တဲ့သူတွေအတွက်ဒါ Sky Fan ဆိုတဲ့နာမည်နဲ့ကျွန်တော်65ရာခိုင်နှုန်းအထိစုစုပေါင်းတိုးတဲ့ supply နဲ့ကနေခွဲထားတယ်ပေါ့နော် ပြီးတော့ project theme ကတော့၁၂ရာခိုင်နှုန်းအထိယူထားတာကိုတွေ့ရမှာဖြစ်ပါတယ် Binance ရဲ့ holder airdrop ကိုတော့၂ရာခိုင်နှုန်းပေးသွားတယ်ပြီးတော့ short and long term treasury အတွက်ကတော့14.16ရာခိုင်နှုန်းအထိရှိမယ် airdrop ကိုလည်း6.14ရာခိုင်နှုန်းအထိပေးထားတာကိုတွေ့ရပါတယ်အဓိကကတော့ family လုပ်မဲ့သူတွေအတွက် sky fan အတွက်65ရာခိုင်နှုန်းအထိပေးမယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ token ခွဲဝေမှုနဲ့ပတ်သက်ပြီးတော့ပြပေးထားတာဖြစ်ပါတယ်။ဆိုတော့လက်ရှိအချိန်မှာ SPK token တွေကို spot မှာ trade လုပ်လို့ရနေပြီဖြစ်ပါတယ်။ Binance ရဲ့ Hora Airdrop ဆိုတာကကျွန်တော်တို့ရဲ့ announcement လာပြီးတဲ့အချိန်မှသိရတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။လက်ရှိအချိန်မှာ Spark token တွေကိုတော့ Hora Airdrop token အနေနဲ့ allocation အနေနဲ့မရတော့ဘူးပေါ့နော်။နောက်လာမယ့် project ဒီမှာရကျင်နေဆိုရင်ကိုယ့်ရဲ့ BNB rate ကို spot rate မှာ guide ထားတာတက် simple and flexible ပဲဒါမှမဟုတ်ကျွန်တော်တို့ on chain ကြီးမှာထည့်ထားလိုက်တာမျိုးတွေလုပ်တင်ပါတယ်။ ဒါကတော့ BNB ရှိတဲ့သူတွေအတွက်ဖြစ်ပါတယ်အကယ်၍အခုမှ BNB တွေကိုဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်လည်းတလုံးတစ်ခဲတည်းဝယ်လိုက်တာမျိုးထက် DC လောက်တာကတော့အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ် Okay ပါပူရိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးပဲ trade time မျှကြပါစေခင်ဗျာ